အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီ MM မျိုးနဲ့ channel ကနေပြီးတော့ဒီကနေ့မှပြန်လေကြိုဆိုပါတယ်ဒီကနေ့မှကျွန်မိတ်ဆွေကျွန်တော်ပြန်လေမျှဝေပြီးတော့တင်ဆက်သွားမှာကတော့လာမယ့်ကျွန်တော်တို့တနင်္လာနေ့24ရက်3လ2000နေ့25မှာထွက်မယ်ဒူဒီကိုကျွန်တော်ရဲ့မိတ်ဆွေတွေဒီကနေ့မှကျွန်တော်ဒီအကောင်းဆုံးအကောင်းဆုံးပြန်လေပြင်ဆင်ထားတဲ့ကျွန်တော်လက်တော်မူကလေးနဲ့ကျွန်တော်မိတ်ဆွေကိုတင်ဆက်ခါပြသပေးခြင်းပါတယ်ခင်ဗျာ ကဏ္ဍကလည်းကောင်းမွန်တဲ့ကျောင်းမိတ်ဆွေအတွက်ထူကြတဲ့အထောက်အကူပြုမယ်လို့လည်းကျွန်တော်ယုံကြည်ထားတဲ့ကဏ္ဍလေးဖြစ်တယ်ခင်ဗျာနောက်ပြီးတော့အဖွင့်နေမှာအမြဲအောင်လေးရှိတဲ့ကျွန်တော်တို့စိုက်ကလေးလေးဖြစ်တဲ့အတွက်ဒီနေ့မှာတင်ဆက်မယ်ကျွန်တော်ရဲ့ဒီလက်တွဲမူလေးကိုမတင်ဆက်ပေးခင်ပေါ့နော်ကျွန်တော်ရဲ့ YouTube Channel ဖြစ်တဲ့ MM Like ကိုလည်း Subscribe ဆိုတဲ့နေရာစားရနေဒီအပြင်အကောင့်လေးကိုတည်ရသေးတယ်ဒီကေပြီးစီချင်းပါတယ်ခင်ဗျာ ထူးခြားခြားကဏ္ဍလေးလေးဖြစ်တယ်ပေါ့နော်ကျွန်တော်မိတ်ဆွေတို့ကျွန်တော်ကထိတ်စီနောက်ပြီးပတိအခွင့်မှုကိုအကောင်းဆုံးချူစားပြီးတင်ဆက်မှာဆိုတော့ကျွန်တော်ဒီကနေ့မှာတင်ဆက်မယ်ကျွန်တော်ရဲ့ဒီလက်တော်မှုကိုလည်းကျွန်တော်မိတ်ဆွေရဲ့စာဆုံးကြည့်ရှုစီခြင်းပါတယ်ဟုတ်ကဲ့အရင်ဆုံးအနေနဲ့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ဒီထိတ်စီစိတ်လေးနဲ့စတင်ပြီးတော့တင်ဆက်ပေးပါမယ်ခင်ဗျာဟုတ်ထိတ်စီစိတ်ကြီးကကျွန်တော်ပြရယူမလဲဆိုရင်ည6ရက်ထိတ်စီကျွန်တော်က2ကိုယူမယ်ပြီးရင်နောက်ထပ်ကျွန်တော်တို့က9ရက်ထိတ်စီခွန်ကိုယူမယ် ပြီးရင်ကျွန်တော်တို့က6တရက်ထိပ်စီ6ကိုယူပြီးကျွန်တော်မိတ်ဆွေအတွက်ကျွန်တော်ကထိပ်စီပရမဆိုင်ကိုထုံထုပ်သွားမယ်။ဘလို့ယူလဲဆိုရင်ကျွန်တော်ဒီမှာနှစ်ကိုကျွန်တော်တို့ကနှစ်ခတ်ယူမယ်။နှစ်ကိုနှစ်ခတ်ယူရင်ကျွန်တော်တို့က၄ကိုပေးတယ်။အဲ့ဒီ၄ဒီပါဖြစ်မလဲ။ကျွန်တော်ဒီမှာရှိတယ်9ရယ်9ရယ်3ညရယ်9 9 3ပေါင်းရင်ကလည်း၄ဆိုပြီးပေးတယ်။နှစ်နှစ်ခတ်၄၅၉၃ညပေါင်းရင်၄ဆိုပြီးတော့ပေးပါတယ်ဒီပုံစံလေးနဲ့ပဲကျွန်တော်မိတ်ဆွေတို့ကျွန်တော်တို့က နော်ဒီသုံးလုံးပေါင်းခြင်းနှစ်ခတ်ချင်းပုံစံနဲ့ကျွန်တော်မိတ်ဆွေအတွက်ဒီဟိဗရမမူကိုလာမတင်လာနေ24ရက်နေ့အတွက်အထမပြင်ဆင်ပြီးအကောင်းဆုံးကျူစာတင်ဆက်ပေးထားပါတယ်ခင်ဗျာအပြင်ကျွန်တော်နောက်ဆက်ကြည့်မယ်နောက်ဆက်ကြည့်ရကျွန်တော်ဒီမှာခွန်ရှိရထိတ်စီခွန်ကိုယူထားတယ်အဲ့ဒီခွန်ကိုနှစ်ခတ်ချင်းလည်းပါရတယ်ကျွန်တော်တို့ဒီတုံညာကိုရရှိတယ်အဲ့ဒီတုံညာစီဘာဖြစ်မလဲကျွန်တော်ဒီမှာရှိတယ်6ရက်2ရက်2ရက်6နှစ်နှစ်ပေါင်းခြင်းကလည်းကျွန်တော်ဒီမှာပါဖြစ်တယ်တုံညာဆိုပြီးပေးတယ် နှစ်နှက်ခက်၄ဒီ၅ကုသုံညာပေါင်းခြင်း၄ကိုပေးပြီးတော့ခွန်နှက်ခက်သုံညာဒီ၆နှစ်နှစ်ပေါင်းခြင်းကျွန်တော်တို့ကသုံညာကိုပေးထားတာပဲဖြစ်တယ်ခင်ဗျာဟောဦးထပ်မှန်ပြီးတော့ကျွန်မိတ်ဆွေထုံလို့တစ္ဆက်ပြတာသွားမယ့် site ဒီလာမယ့်24ရက်တင်လာနေအတွက်ကျွန်တော်မိတ်ဆွေတို့အကောင်းဆုံးတော့နောက်ထပ်ထိစီလေးကိုကျွန်တော်တစ္ဆက်ပြတာဖိမယ်အဲ့ဒါဒီလေကျွန်တော်ဒီမှာ6တီရဲ့ထိစီ6ခုယူထားတယ်အဲ့ဒီ6ခုနှစ်ခက်ချင်းနဲ့ကျွန်တော်ဒီမှာပါရတယ်ကိုဆိုပြီးတော့ရရှိတယ်အဲ့ဒီကိုဒီလေးပါဖိရမယ်ကျွန်တော်ဒီမှာရှိတယ် ရှိရ9ရ8 9ရလွတ်နေတဲ့ကဏ္ဍလုံးပေါင်းရည်ကျွန်တော်တို့က9မူဖြစ်ရမယ်9ရှစ်ပေါင်းခြင်းကကျွန်တော်ခွန်ပဲရှိတယ်ခွန်ကိုကျွန်တော်က9ဖြစ်ခြင်းရဲ့နှစ်တလုံးထည့်ရင်8 9နှစ်ပေါင်းခြင်းကခွန်ဆိုတော့ဖြည့်လိုက်တယ်နှစ်ကတော့ကျွန်တော်ရဲ့မိတ်ဆွေအတွက်ဘောတော့လာမဲ့တာတနင်္လာနေ့24ရက်နေ့အတွက်တော့နှစ်ကတော့ထိတ်စီးရရှိသွားတယ်ခင်ဗျာဒီနှစ်ထိတ်စီးဆိုင်ကတော့ကျွန်တော်မိတ်ဆွေတွေအကြိုက်ဆုံး အသာဆုံးထဲမှာပါမယ်လို့ထင်ပါတယ်ကျွန်တော်လည်းရန်ကုန်ကြိုက်တယ်ထိတ်စီတလုံးလည်းဖြစ်တယ်ပေါ့ခင်ဗျာဟုတ်ကဲ့ဒီကနေ့ဒီကြော်မိတ်ဆွေအတွက်အကောင်းဆုံးလေးဆိုတော့ကြိုက်တူမယ်လို့လည်းမျှော်လင့်ထားတယ်ပေါ့နော်ပြီးရင်နောက်ထပ်ကြော်မိတ်ဆွေအတွက်နောက်ထပ်ဒုတိယ site ထိတ်စီလေးကိုကျွန်တော်အထမတ်ပြီးတော့တင်ဆက်ပေးမယ်ခင်ဗျာဟုတ်ကျွန်တော်နောက်ထပ်ဒုတိယ site ထိတ်စီလေးကိုကျွန်တော်တို့သွားမယ်နောက်ထပ်ဒုတိယ site ထိတ်စီကလေးကကျွန်တော်တို့ဘယ်နေပြီးတော့စတင်ထုတ်ယူသွားမလဲဆိုတော့ကျွန်တော်တို့ဒီမှာ 3ရေ9ရေကိုကျွန်တော်တို့ကပေါင်းမယ်ခင်ဗျာ3 9ပေါင်းချင်းအဲ3ပေါင်းချင်းဒီကျွန်တော်တို့ဘာရလဲ10ဆိုပြီးရရှိတယ်အဲ့ဒီ10ကိုနှစ်ခတ်ချင်းမယ်10ရဲ့နှစ်ခတ်ဒီဘာရလဲ10ဆိုပြီးတော့ရရှိတယ်အဲ့ဒီ10ဒီတော့ဘာပြောကျွန်တော်ဒီမှာရှိတယ်9 6ပေါင်းချင်းကလည်းကျွန်တော်တို့ဒီမှာ10ဆိုပြီးတော့ပေးတယ်၃၅ပေါင်းချင်းရှိရှင်းနှစ်ခတ်၅၆ပေါင်းချင်းတက်ဆိုပြီးတော့ပေးပါတယ်ဒီပုံစံနဲ့ကျွန်တော်မိတ်ဆွေအတွက်ကျွန်တော်ကနှလုံးပေါင်းချင်းတက်ဆိုင်နေပေါ့နော်လာမယ့်ဒါတင်လာနေ၂၄ရက်နေ့တော့ထမှန်ပြီးတော့နောက်ထပ်ထိတ်စီကောင်းလေးကို ပြည်လေးများဝေတက်ဆက်ထားရခင်ဗျာဒီပြီးနေနောက်တစ်ဆိုင်နောက်တစ်ဆိုင်ဒီလေကျွန်တော်တို့ဒီမှာရှိတယ်၄ရက်တရက်ကိုပေါင်းမယ်၄တက်ပေါင်းခြင်း၄တက်ပေါင်းခြင်းဒီလေကျွန်တော်တို့က၅ကိုရရှိတယ်အဲ့ဒီ၅ကိုနှစ်ခတ်ချင်းလေးပါရလဲ၅ရက်နှစ်ခတ်ဒီ၃ကိုပေးတယ်အဲ့ဒီ၃ရက်ပါဖြစ်မယ်ကျွန်တော်ဒီမှာရှိရ6ရက်9ရက်ပေါင်းခြင်းကလည်းကျွန်တော်တို့က၃ဆိုပြီးတော့ပေးပါရခင်ဗျာ၃၅ပေါင်းခြင်းက၈ရက်နှစ်ခတ်တက်တယ်၅6ပေါင်းခြင်း၁ဆိုပြီးခြာပေးထားတယ်လို့ ၄၁ပေါင်ခြင်းက၅၅နှစ်ခက်၃၆ခုပေါင်ခြင်းကျွန်တော်တို့ဒီမှာ၃ဆိုပြီးတော့ပေးနေပြီပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အခုထပ်မှာပြီးတော့ကျွန်တော်မိတ်ဆွေကျွန်တော်ကတင်ဆက်သွားမယ်ဆိုင်ကတော့လာမေတာတနင်္လာနေ့၂၄ရက်နေ့မှာထွန်မယ်ဒုတိယနောက်တဲ့ဒိတ်စီကလေးဖြစ်တယ်အနောက်တည်းကျွန်တော်တို့ဒီမှာရှိတဲ့ကျွန်တော်တို့က၆ရက်၂နှစ်ကိုပေါင်းမယ်၆နှစ်ပေါင်းခြင်း၆နှစ်ပေါင်းရင်ဒီပါရတယ်ရှင်းရှစ်ကိုနှစ်ခက်ချင်းနဲ့ပါရတယ်ကျွန်တော်တို့တက်ဆိုပြီးတော့ရရှိတယ်အဲ့ဒီတည်းတွေပါဖြစ်ရမယ်ကျွန်တော်ဒီမှာရှိရရှိရ လွတ်နေတဲ့ကနန်တလုံးပုံကျင်ကကျွန်တော်တို့တစ်မှုဆင်ရမယ်ဒီမှာဒီ၈တလုံးပဲရှိတယ်၈ကိုကျွန်တော်တို့တစ်ဖြစ်ချင်ရင်တော့၃တလုံးထည့်ရေ၈၃ပုံကျင်ကတစ်တော့ဖြေးလိုက်တယ်၃ကတော့ကျွန်တော်မိတ်ဆွေတွေ့လာမယ်ဒါကျွန်တော်တို့ဒိန်လာနေ24ရက်3025မှာထွက်မယ်ကျွန်တော်တို့ဒူဒီရဲ့ဒိတ်စီဖြစ်သွားပြီအခုဆိုရင်တော့ကျွန်တော်မိတ်ဆွေတွေမြင်တွေ့တဲ့အတိုင်းပဲနှစ်ထိတ်စီ၃ထိတ်စီဆိုပြီးတော့နှစ်၃ ကျွန်တော်ထိတ်စီလေးရရှိသွားပြီဒီနေ့မှကျွန်တော်တင်ဆက်ပေးလိုက်တယ်ဒီနှစ်ထိတ်သုံးထိတ်စီတဲ့ကပဲထိတ်စီကောကျွန်တော်မေးဆွေအတွက်ကြိုက်ဆုံးအားသာဆုံးဖြစ်မယ်ဆိုတာလေးကိုလည်းအကြံပြုစေချင်ပါတယ်ဒီကနေ့အတွက်တော့အကောင်းဆုံးကြိုးစားထားတဲ့ထိတ်စီလေးတွေဖြစ်တဲ့အတွက်ကြိုက်တူမယ်လို့လည်းမျှော်လင့်ထားပါတယ်ခင်ဗျာဟုတ်ကဲ့အခုဆိုရင်ကျွန်တော်တို့ကထိတ်စီ site လေးတွေပြီးပြီဆိုတော့နောက်ပိတ် site လေးတွေကိုဆက်သွားမယ် နောက်ပိတ်ဆိုင်ကလည်းကျွန်တော်တို့ပဲရနေပြီးတော့ထပ်ယူသွားမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာရှိတယ်။ငါးကိုကျွန်တော်တို့ပါဝါယူမယ်။နော်၃ថ្ងៃနောက်ပိတ်ငါးကိုယူမယ်။ပြီးရင်နောက်ထပ်၄တရက်နောက်ပိတ်၁ကိုယူမယ်။ပြီးရင်၆ညရက်နောက်ပိတ်၂ကိုယူမယ်။အဲ့ဒီကမှတစင်ကြုံမေးဆိုတော့ကျွန်တော်ကနောက်ပိတ်ပထမမှုကိုထုံမယ်။ဒီနေ့ငါးကိုကျွန်တော်တို့ပါဝါယူသွားမယ်။ပါဝါယူရင်အပေါ်ပါသည်၃ညမဟုတ်လို့၃ညအဲ့၃ညဒီပါဖြစ်တယ်လေကျွန်တော်ဒီမှာရှိတယ်၄ရက်၃ရက် 3ရက်4 3ပေါင်ခြင်းကလည်းကျွန်တော်တို့ဒီမှာ3ရက်ဆိုပြီးတော့ကြားရတဲ့ခင်ဗျာနောက်တစ်ဆိုင်နောက်ဆိုင်ကြီးကျွန်တော်တို့လေးတရက်နောက်ပိတ်တက်ကိုယူရမယ်အဲ့ဒီတက်ကိုကျွန်တော်တို့ကပါဝါချိန်လေးတရက်ပါဝါသည်ဘာရလဲ6ကိုရရှိတယ်အဲ့6ရက်ပါဖြစ်ရမယ်ကျွန်တော်တို့ဒီမှာရှိတယ်6ရက်3ရက်3ရက်6 3ရက်3ရက်ပေါင်ခြင်းကလည်းကျွန်တော်တို့ဒီမှာပါဖြစ်သွားတယ်6ဆိုပြီးတော့ပဲပေးတယ် ၅ဘာဝ၃ညတည်တဲ့၄သုံးသုံးပေါင်းခြင်း၃ညကိုချထားသလိုပဲဒီမှာလည်းတည့်ရဲ့ဘာဝ၆တည်တယ်၆သုံးညသုံးညပေါင်းခြင်းကလည်း၆ဆိုပြီးတော့ကျွန်တော်တို့ပေးနေတာဖြစ်တယ်ပေါ့ခင်ဗျာဒီနောက်ပိတ်ဆက်လေးရရန်ကိုလည်းကောင်းနေထဲမှာပါတယ်ပေါ့နော်အခုထပ်မှပြီးတော့တင်ဆက်ပါသည်လာမယ့်တော့ကျွန်တော်တို့တင်လာနေ24ရက်3 2025မှာထွန်မဲ့ဒူရီရဲ့နောက်ထပ်နောက်ပိတ်ကောင်းလေးဖြစ်တယ်အဲ့ဒါတည်းလေကျွန်တော်ဒီမှာ6နှစ်ရဲ့နောက်ပိတ်နှစ်ကိုယူထားတယ်အဲ့ဒီနှစ်ကိုပါဝါချိန်လည်းပါရတယ်နှစ်ရဲ့ပါဝါဒီကျွန်တော်တို့ကခွန်ကိုရရှိတယ် အဲ့ဒီခွန်တွေကဘာဖြစ်မလဲကျွန်တော်တို့ဒီမှာရှိတဲ့တိရတိရအဲ့ဒီတိတိရပြီးလွတ်နေတဲ့ကဏ္ဍလုံးပေါင်းခြင်းဒီကျွန်တော်တို့ကခွန်မှုဖြစ်ရမယ်တိတိပေါင်းခြင်းကနှစ်เนาะကျွန်တော်တို့ကသုံးလုံးပေါင်းခြင်းခွန်ဖြစ်ခြင်းကျွန်တော်ဒီမှာငါးတလုံးထည့်ရတိတိငါပေါင်းခြင်းကခွန်ဆိုတော့ဖြစ်လိုက်တဲ့ငါသည်ကျွန်တော်ရဲ့မိတ်ဆွေတွေလာမဲ့တာကျွန်တော်တို့တလင်းလာနေလက်စလီရဲ့3လ2025မှာထွက်မဲ့ဒုတိယနောက်ဝေးဖြစ်သွားပြီဥစဉ်တော့ကျွန်တော်မိတ်ဆွေတွေ ြင်တွေ့တဲ့အတိုင်းပဲနှင်္ဂါတွေ့လေးကတော့ရန်ကိုလပ်ပါဆိုတော့ကျော်မိတ်ဆွေတွေကိုကျွန်တော်တို့ဖော်ဆောင်ခေါ်ဆောင်နေပြီပဲဖြစ်တဲ့အခါမှာဒီကနေ့တော့တော့ထူးခြားတဲ့ခဏကောင်တစ်ခွက်ရရှိသွားပြီဒီခဏလေးရည်မထွက်တာချားပြီဆိုတော့ဒီကနေ့တော့တော့ထူးခြားချားလေးနဲ့ရရှိထားပြီကြက်တူမယ်လူနဲ့မျောလေးနဲ့အခုပြီးရင်ကျော်မိတ်ဆွေတွေနောက်တဲ့ဒုတိယဆိုင်နောက်ပိတ်ကိုလည်းကျွန်တော်ကထပ်မပြီးတော့တင်ဆက်ပေးသွားမယ်ခင်ဗျာဟုတ်ကြောင့်နောက်တဲ့ဒုတိယဆိုင်နောက်ပိတ်လေးကြည့်ကြအောင်နောက်တဲ့ဒုတိယဆိုင်နောက်ပိတ်ကလည်း3-5ရက်ထိစီ3ကို ကျွန်တော်ကယူတယ်နောက်ထပ်လေးတရနောက်ထပ်ထိစီကျွန်တော်ကလေးကိုထည့်ယူထားတယ်အပြီးနဲ့6နှစ်ရထိစီ6ကိုထည့်ယူပြီးကျွန်တော်မိတ်ဆွေတို့ကျွန်တော်ကနောက်ပိုင်းနောက်ဆက်ကိုထုံမယ်ဘလိုပုံစံသွားမလဲဆိုရင်ဒီ3ကိုကျွန်တော်တို့ကပါဝိုင်းမှုမယ်3ရဲ့ပါဝါစီကျွန်တော်ကရှစ်ဆိုပြီးတော့ရရှိတယ်အဲ့ဒီရှစ်ဒီပါဖြစ်မလဲကျွန်တော်ဒီမှာရှိရဲ့4ရဲ့3ရဲ့ဒီ4 3 1ပေါင်းခြင်းကလည်းကျွန်တော်တို့ဒီမှာပါရရှစ်ဆိုပြီးတော့ရရှိသွားတယ် 3ပါဝါ6အသုံးလုံးပေါင်းခြင်း6ဆိုပြီးတော့ပြန်ကြာနေတယ်ဒီဟိုစံနေပဲနောက်ပြီးနောက် site ကိုလာမယ်24ရက်တည်းကနေတော့ထပ်မှန်ပြီးတော့ကျွန်တော်ထပ်ပြီးတော့ထုံလုပ်ပြီးတော့အားဖြည့်တင်ဆက်ပေးထားရခင်ဗျာဘီနောက် site ကြီးနောက် site ကလေး၄တရက်ထိစီ၄ကိုယူထားတယ်အဲ့ဒီ၄ဒီလေကျွန်တော်ပါဖြစ်ရမယ်ပါဝါမှုမယ်ဆိုတော့၄ရက်ပါဝါဒီကိုကိုပေးတယ်အဲ့ဒီကိုရပါဖြစ်မလဲ6 3 3ပေါင်းခြင်းကလည်းကျွန်တော်ဒီမှာ 9ဆိုပြီးတော့ချသွားပြန်တယ်ခင်ဗျာ3ဘာဝ8တည်တဲ့4 3 1ပေါင်ချင်း8ဆိုပြီးတော့ချပေးထားပြီးတော့4ဘာဝ9ကလည်း6 3 3ပေါင်ချင်း9ကိုပေးထားပြန်ပြီခင်ဗျာဟုတ်ကဲ့ဦးထပ်မှပြီးတော့ထုံးနုံမဲ့ဆက်ကတော့ကျွန်တော်မိတ်ဆွေတွေအကြိုက်တွေးမယ်24ရက်နေ့တင်းလာနေတဲ့နောက်ပိတ်ကောင်းပဲဖြစ်တယ် အဲ့ဒါဒီလေကျွန်တော်ဒီမှာ6နေရထိစီ6ကိုယူတယ်အဲ့ဒီ6ကိုနောက်တစ်ဆင့်ကျွန်တော်တို့ကပါဝိုင်မူရင်တစ်ဆိုပြီးတော့ရတယ်အဲ့ဒီတတိယဘာဖြစ်ရမလဲကျွန်တော်ဒီမှာရှိတဲ့ DR DR လွတ်နေတဲ့ကလန်လုံပေါင်းကြီးဒီကျွန်တော်တို့ကဘာဖြစ်ရမလဲတင့်မူဖြစ်ရမယ်ဒီမှာတစ်တစ်ပေါင်းခြင်းကနှစ်ပဲရှိတယ်သုံးလုံးပေါင်းခြင်းတစ်ဖြစ်ရမှာဆိုရင်နှစ်ကိုတစ်ဖြစ်ခြင်းရင်ကိုတစ်လုံးထည့်ရင်တစ်တစ်ကိုပေါင်းခြင်းကတစ်ဆိုဖြစ်လိုက်တယ်ကိုကတော့ကျွန်တော်မိတ်ဆွေအတွက်လာမဲ့တာကျွန်တော်တို့ ဒင်းလာလေး24ရက်3လ2025မှာထွန်မဲ့ဒူဒီရဲ့နောက်ဝင်ဖြစ်သွားပြီဥသူနဲ့ကြုံမိဆွေတွေမြင်တွေ့တဲ့အတိုင်းပဲဒူးချာချာနဲ့ကနဲနှစ်ခွက်ရရှိထားပြီးဒီကနဲနှစ်ခွက်ထရပဲကနဲအချိန်ဆုံးဖြစ်မယ်ဆိုတာလို့လည်းချန်ပီယံစီချင်းနဲ့နောက်ရက်တော့လည်းအကောင်းဆုံးတော့ဒူဒီရော3ဒီရောကျွန်တော်အကောင်းဆုံးချပြတင်ဆက်မှာဖြစ်တယ်အဲ့ဒီဗီဒီယိုလေးကိုလည်းကြုံမိဆွေတွေချင်းနဲ့ပြင်ကြီးထပ်မံပြီးတော့ကြည့်ရှုချင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုဖိုင်လေးရောက်ကနေအောင် subscribe ဆိုရဲစာရနဲ့တဲ့ဗီဒီယိုခေါင်းလောင်းလေးကိုဒီထားပြီးကျွန်တော်တစ်တင်မြောက်ဗီဒီယိုလေးကိုကျွန်တော်မိဆွေတွေချင်းနဲ့ပြင်ကြီးထပ်မံပြီးတော့ ကြည့်ရှုနိုင်မှလည်းဖြစ်တယ်ခင်ဗျာဒီကနေ့တော့ကြောမေဆွေလေးမြင်တွေ့တဲ့အတိုင်းပဲလာမတင်းလာနေ24ရက်3လ2025မှာထွက်မယ်ဒူးဒီကိုကျွန်တော်မေဆွေကိုလေးတွေ့ကျွန်တော်ကအကောင်းဆုံးတင်ဆက်ပေးထားတယ်ခဏလေးရတော့မြင်တွေ့တဲ့အတိုင်းပဲ95ဆိုတဲ့ခဏနှကောင်တစ်ခွက်ရရှိတယ်နောက်ထပ်ခဏတစ်ခွက်ကတော့3ခုဆိုတဲ့ခဏကောင်လေးကိုရရှိထားတယ်ထူးခြားခြားလေးရရှိထားတဲ့ခဏကလေးလေးဖြစ်တယ်နောက်ထပ်ကျွန်တော်မေဆွေတွေကိုကျွန်တော်က မြေကူလေးကိုလည်းထပ်ပြီးတော့တင်ဆက်ပေးထားတယ်ခင်ဗျာဟုတ်ကဲ့အခုဆိုရင်ကျွန်တော်မိတ်ဆွေတို့ကျွန်တော်ကအကျိုက်ဆုံးကတော့ကျွန်တော်မိတ်ဆွေတို့ငါဖြစ်တယ်ကျွန်တော်မိတ်ဆွေတို့ကိုဖြစ်တယ်ပေါ့နော်เนาะကျွန်တော်တို့အကျိုက်ဆုံးကဏ္ဍတစ်လုံးကတော့ကျွန်တော်မိတ်ဆွေတို့ငါကိုကြိုက်တယ်ဆိုတာလေးထပ်မတင်ဆက်ပေးထားတယ်အခွေသမားတွေတို့တော့ဒီမှာရရှိထားတယ်1 9 3 9ကိုခွေရင်တော့ထိထိမိမိဖြစ်မှာပါ ကျူစာဖြစ်တဲ့ကြိုက်တူမယ်လို့မျှော်လင့်ထားပါရခင်ဗျာဟုတ်ကဲ့ဒီကနေ့မှာကျွန်တော်တို့ဝင်ရကြည့်ရှင်မိတ်ဆွေအားလုံးဒီစိတ်ချမ်းသာခြင်းခွေးချမ်းသာခြင်းနဲ့ပြည့်စုံပါလေဒီကနေ့မှာကျွန်တော်တို့ဆက်ပြီးလဲနေဒီကနေ့လေးနဲ့လည်းပေါ့၍စိတ်ချမ်းသာခြင်းခွေးချမ်းသာခြင်းနဲ့ထပ်ပြီးတော့ပြည့်စုံပါစေလို့ဆုမကောင်းတောင်းနေတယ်ပဲကျွန်တော်တို့ဒီလိုဒီလောက်နဲ့ပဲဆုံးသက်ရန်နာပါရအားလုံးပဲကျမ်းမာရှင်လန်းရေလူရင်းစင်နာတွေပြည့်ကြပါစေခင်ဗျာ